လောကမှာလူတွေရဲ့သဘောဘာလဲကိုဘလောက်ကောင်းတာလုပ်လို့အကောင်းထင်ခြင်းမှထင်ပါလိမ့်အကောင်းမြင်ခြင်းမှမြင်လိမ့်မယ်အကောင်းပြောခြင်းမှပြောလိမ့်အကောင်းပြောတဲ့သူထက်မကောင်းပြောတဲ့သူကပုံများခြင်းများနေနိုင်တယ်အကူကြီးပေးမဲ့သူထက်ကိတ်ရဲ့ရှုံချတဲ့သူကပုံများခြင်းများနေပါလိမ့်လောကကြီးမှာရေရှည်အောင်မြင်မှုရခြင်းလူလောကသဘောဘာလူသဘောဘာကိုအထာကြအောင် လောကရန်တွေကိုခံနိုင်ရရှိသဘောရာကြီးမှာစိတ်ထားမြင့်မြတ်ရင့်ကျက်အောင်ကြိုတင်ပြင်ဆင်ထားပါ အောင်မြင်ချိန်မှာလက်ခုပ်တီးပြီးတဲ့လက်တွေကိုလည်းတံမိုးထားပါ။အောင်မြင်မှုကြိုးစားနေတဲ့ချိန်မှာနေပါနေတဲ့ချိန်မှာခက်ခဲကြုံတွေ့နေတဲ့ချိန်မှာအားပေးမှုတွေလိုအပ်နေတဲ့ချိန်မှာမွန်ကျက်မှုတွေပြည့်သိမ့်နေချိန်မှာပူပင်တော့ကတွေလောင်မြိတ်နေချိန်မှာနှွေးထွေးမှုတွေကိုလိုအပ်နေတဲ့ချိန်မှာကုညီအားပေးဖြည့်သိမ့်နားလည်ပေးခဲ့တဲ့အေဂျင့်ပြီးတော့နှွေးထွေးစေခဲ့တဲ့လက်တွေကိုပို့ပြီးတံမိုးထားပါ။ဘာကြောင့်လဲဆိုတော့ကျေးဇူးမတိတတ်တဲ့သူတွေရဲ့အောင်မြင်မှုဟာရေရှည်မတိတတ်နိုင်ပါဘူး။ ပေးတိုင်းလည်းမယူနဲ့ကျွေးတိုင်းလည်းမစားနဲ့ခိုင်းတိုင်းလည်းမလုံနဲ့မြင်တိုင်းလည်းမကြည့်နဲ့ကြားတိုင်းလည်းနားမထောင်နဲ့တိတိုင်းလည်းမပြောနဲ့ပြောတိုင်းလည်းမယုံနဲ့ယုံတိုင်းလည်းမကြင့်နဲ့ကြင့်တိုင်းလည်းအကောင်းမထင်နဲ့အကောင်းထင်တိုင်းလည်းအမှန်မမှတ်နဲ့တက်ရောက်မှုတိုင်းမှာတံပြန်တက်ရောက်မှုရှိပါတယ်မြစ်တာနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကအေးချမ်းပါလေတဏှာနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကပူလောင်ပါလိမ့်မာနနဲ့တက်ရောက်ရင်တံပြန်တက်ရောက်မှုကလူမုံများလိမ့်မယ်ကိုကကျေးဇူးတိတတ်တဲ့သားသမီးဆိုရင်ကိုကျေးဇူးကိုတည်တတ်တယ်သာသမီတွေပြန်ရပါလိမ့်မယ်ကိုကကျေးဇူးတည်တတ်တဲ့တပည့်ဆိုရင်လည်းကိုကျေးဇူးတည်တတ်တဲ့တပည့်တွေပြန်ရလိမ့်မယ်ဒါကဘယ်တော့မှမပြောင်းလဲတဲ့ ကမ္မနိယာမတွေပဲတချို့ဟာဥစွာကျေစုပြုကိုခတ်ခဲပါတယ်ကျေစုတိဖို့လည်းခတ်ခဲတယ်ကျေစုဆက်ဖို့ကလည်းပို့ပြီးတော့ခတ်ခဲပါတယ်ကျေစုကိုခံယူဖို့လွယ်တယ်ကျေစုကိုမေ့ပြစ်ဖို့ကလွယ်တယ်ကျေစုရှင်ကိုစော်ကားဖို့ကပို့ပြီးလွယ်ကူတယ်ကျေစုမတိတတ်ရင်နေပါကျေစုမကမ်းမိပါစေနဲ့ကျေစုမဆက်နိုင်ရင်နေပါကျေစုရှင်ကိုမစော်ကားမိပါစေနဲ့ကျေစုရှင်ကိုနင်းရပါလဲငါရပါလဲနဲ့မရှင်ပြိုင်မိပါစေနဲ့ကျေစုရှင်ကိုစော်ကားရှင်ပြိုင်မိရင်တော့မိမိရဲ့ဘဝဟာလူလုံးမလာပဲအပူလုံးကြွပြီးတော့ယူကျုံးမရတဲ့ဘဝနဲ့ဇက်သိမ်းမလှဖြစ်ရပါလိမ့်မယ်